အဲ့တော့ကြေးရွာတွေမှာဟလာစိုက်ပျိုးရေးတွေနဲ့ပတ်သက်ပြီးတော့မှဟလာအဲကျွန်တော်တို့တွေကအထွက်တိုးဖို့ကိစ္စတွေအဲ့လိုအထွက်တိုးဖို့ကိစ္စတွေမှာမျိုးမြေရေနီးဟလာနော်အဲ့လိုတိနံတစ်ခုအထွက်တိုးဖို့ရဆိုလို့ရှိရင်မျိုးကောင်းရမယ်ဟလာနော်မျိုးကောင်းပြီးတဲ့ခါကြလို့ရှင်မြေကောင်းကောင်းမွန်မွန်ပြုပြင်ရမယ် ်နောက်တစ်ခါရေရအောင်လုပ်ပေးရမယ်နောက်တစ်ခါနီးပညာနဲ့တိုးတက်အောင်စိုက်မသားလင်ဒီနိုင်ငံမှာရှိတဲ့တိနံတွေဟာမျိုးမြေရေနီးဆိုတာလေးနဲ့ဆက်ဆက်ပြီးဆောင်ရွက်မှသာလင်တိနံထွက်တော့မှာမဟုတ်ဘူးလားအဲ့ဒီလိုအထွက်တိုးအောင်ကျွန်တော်ဆောင်ရွက်ပေးခြင်းနဲ့ဗျာလမ်းမရှိတာလေးတွေလုပ်ပေးခြင်းနဲ့ဗျာမီးမရှိတာလေးတွေလုပ်ပေးခြင်းနဲ့ဗျာဟလာကျွန်တော် ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ခလာကြည်ပါစီပီကန်လေးတွေမရှိဘူးဆိုရင်လုတ်ပေးကျင်တယ်ဗျာဒီလိုမျိုးဒီလိုမျိုးတွေရဲ့စိတ်တက်အခြေခံဟာဘာကြောင့်ဖြစ်ခဲ့တာလဲကျွန်တော်တော်သားလीကျွန်တော်အဖေနဲ့အမေတော်သူကြီးတွေတော်တော်တော်သားကြီးတွေကျွန်တော်ကိုယ်တိုင်လည်းတော်သားဖြစ်တဲ့အခါကျတော့ကို့တော်သူတောင်သားညီအကိုမောင်နှမတွေဟာကိုနဲ့ထက်တူထက်မြက်ခံစားပြီးတော့ဒီကြွေရာတွေကိုတိုးတက်ခြင်းနဲ့စိတ်ရှိတယ်အဲ့ဒီလိုတိုးတက်ခြင်းနဲ့စိတ်ရှိတဲ့အခါမှာ ျွန်တော်တို့ငငေထုံးကလည်းကောင်းအောင်ကြိုးစားခဲ့တယ်เนาะတော့အောင်ကြိုးစားခဲ့တယ်အများရဲ့အကျိုးစီးပွားအလို့ငါဆောင်ရွက်ခဲ့တယ်အခုလည်းကောင်းအောင်ကြိုးစားစေတော့အောင်ကြိုးစားစေဥတည်ဦးလွင်ဗျာငငေထုံးကလည်းကြိုးစားတယ်အခုလည်းကြိုးစားတယ်နောက်ဟောပါလို့နေမှာလဲဘသူအတွက်ကြိုးစားမှာလဲတိုင်းပြည်အတွက်ကိုနေသူနေသားကိုတော်သူတောင်းသားကြောက်ခိပြီးတော့ဖျက်ရှောက်သွားပါလို့ရဲရဲဝင်ဝင် ကျွန်တော်တို့ရဲ့ဥက္ကဋ္ဌကြီးဥခိညာမပြောခဲ့ဘူးလားအဲ့ဒီလိုပြောတဲ့အခါကျတော့ဥက္ကဋ္ဌကြီးရဲ့တပည့်ဖြစ်တဲ့ဥက္ကဋ္ဌကြီးရဲ့ညီတော်ဖြစ်တဲ့ဥတည်ဥလူကထွက်ပြေးသွားလို့ဖြစ်ပါမလားအကိုကြီးကြောခင်းတဲ့နောက်သူတို့ဖြတ်လျှောက်ပြီးရင်လေကျွန်တော်လည်းဆက်ပြေးမှာဗျာလို့ကျွန်တော်ပြောချင်တာပေါ့ကျွန်တော်လည်းဆက်ပြေးမှာပဲဒီဟုတ်တယ်မလားကိုနောင်တော်ကြီးကမှကြောခင်းသွားသေးတာဗျာကျွန်တော်တည်ဥလူတော်တာ ခမားတို့နဲ့ကျွန်တော်နဲ့နှလုံးသားချင်းလဲဘာဖြစ်လဲထတ်တူကြတော်သားချင်းလဲထတ်တူကြအဲ့တော့အဲ့ဒီအမျိုးအစားလေးကထတ်တူထတ်မြဖြစ်တဲ့အတွက်ကျွန်တော်လဲကြောကြီးကိုထတ်ထိုးလိုက်ပါပေါ့ဗျာအဲ့ဒီလိုအဲ့ဒီလိုခင်းကျင်လွန်းလို့ကျွန်တော်တို့ဟာကျွန်တော်တို့ရှိခဲ့တဲ့တက်ခဲ့တဲ့အတွေ့အကြုံတွေကျွန်တော်တို့ပညာဒီနဲ့ထပ်ဆောင်းပြီးတော့မှ လွတ်တော်တဲ့ကိုရောက်အောင်ကျွန်တော်တို့ကြိုးစားခြင်းဖြစ်ပါတယ်ကျွန်တော်တို့တွေကိုမဲထဲ့မှသာလေကျွန်တော်တို့ပါတီကြီးအနိုင်ရကျွန်တော်တို့ပါတီကြီးအနိုင်ရမှာလွတ်တော်တဲ့မှာကျွန်တော်တို့လွတ်တော်ကိုယ်စလဲတွေဟာဝိုင်းဝန်းပြီးတော့စူပေါင်းညီညာစွာနဲ့ကောင်းရာကောင်းကျိုးတွေကိုဆောင်ရွက်နိုင်မှာဖြစ်ပါတယ်ပြည်တော်စုကြံခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီရဲ့ဥဆောင်ဖြစ်ခဲ့တဲ့သမ္မတကြီးဦးသိန်းစိတ်တိုးတက်ခဲ့တယ် ကြိုးစားခဲ့တဲ့ပါတီကြီးအတိုင်ရတဲ့အခါကျတော့စီးပွားရေးဖွံ့ဖြိုးတိုးတက်ခဲ့တာအသိပါပဲအဲ့ဒီလိုမျိုး ကျွန်တော်တို့ဒုတိယအကြိမ်ဖြစ်ရင် မကောင်းဘူးလားဗျာအဲ့ဒီလိုကောင်းကျင်တယ်ဆိုလို့ရှိရင်ဟော်ဒီဟော်ဒီဟဲဒီဟော်ဒီဒစိတ်ကလေးရှိတဲ့ပါတီဘယ်ပါတီကိုမဲပေးမလဲပြည်တော်စုစံခံရေးနဲ့ဖွံ့ဖြိုးရေးပါတီကိုမဲပေးရမှာပေါ့ အဲ့ဒီပါတီရဲ့ဒစိကလေးကဘာလဲချင်းသေးချင်းသေးဆိုတာရဲရင်လေပြည်တော်စုကြန့်ခတ်ရေးနဲ့ဖွံ့ဖြိုးရေးပါတီဟာအနိုင်ရတဲ့အခါမှာလည်းပဲတမတာကြီးဦးသိန်းစိန်လက်ထက်မှာဆွမ်းအားဖြင့်ကျူတာခဲ့တခါပြီးခိုင်ဖြိုးတသက်လုံးပြီးခိုင်ဖြိုးပဲ ဲ့တော့ရှင်သေတစိတ်ကိုကျွန်တော်တို့ကပမာပြုတ်ထားတဲ့ပါတီဖြစ်တဲ့အတွက်အနံ့ရခဲ့တဲ့အခါတုန်းကလည်းတိုင်းပြည်အတွက်အပြစ်အလုံးလုပ်တယ်အေးကိုပါတီတာဝန်မယူရတဲ့အချိန်မှလည်းပဲဘေးကနေပြီးတော့မှရနိုင်သမျှတိုင်းပြည်အတွက်အပြစ်လုပ်တယ်အဲ့ဒီလိုအပြစ်လုပ်ပြီးတော့အခုလိုကာလမှလည်းပဲအဲ့ဒီချင်းလေးတစိတ်ကိုကိုစားပြုတဲ့ပြည်ခိုင်ဖြိုးပါတီကြီးဟာနိုင်ငံတော်အတွက် ြစ်အလုံးလုံးထင်တယ်ဗျာ